ဒီနေ့ကတော့အိမ်မှာအင်းမုတ်တီလေးလုပ်စားဖြစ်တယ်။တောင်ဝေဒေသရဲ့အစားအစာတစ်မျိုးပေါ့နော်။မဟင်းကားလူမျိုးလည်းအရေးလေးလေးလေးပြင်ပြမဖြစ်သလိုရခိုင်မုတ်တီလူမျိုးလည်းအရေးကြဲကြဲလေးနဲ့လည်းရင်မပူဘဲနဲ့တော်တော်လေးစားလို့ကောင်းတယ်။ငားလေးတွေကိုပြုတ်တာပါမယ်။ခင်းကျင်လေးလေးလေးကိုအစီထုတ်ထားပါမယ်။ငားပြုတ်လေးကျက်ပြီဆိုလို့ရှိရင်တော့ဖယ်ထားပြီးတော့အစီထုတ်ထားတဲ့ခင်းကျင်လေးလေးကိုထည့်ပြုတ်ပါမယ်နော်။ကဲခင်းကျင်လေးလေးလေးကဤသွားပြီဆိုလို့ရှိရင်တော့အပေါ်ရင်အခွန်လေးတွေခွာပြီးတော့ရှင်းထားပေးပါမယ်။ ငါးပြုတ်လေးတွေကိုလည်းအယိုးနင်ပြီးတော့အသားလေးတွေကိုမှွှတ်ထားပါမယ်။ပဲပုတ်ချောက်ကိုလည်းမီးကင်ပြီးတော့လုံးဝမှုံသွားတဲ့အထီကိုထောင်းထားပေးပါမယ်။ငါးပြုတ်ရည်တွေကိုနှင်ထားတဲ့ငါးတွေရယ်။ခရမ်းကျင်သီးရယ်။ပဲပုတ်ချောက်မုံရယ်။ကျက်သွုံမေးရထဲပါမယ်။အရသာတကတော့ပါတော့စားထဲမယ်။အရသာမုတ်ထဲမယ်။ငံပြရီထဲပြီးတော့ပြင်ဆင်ပါမယ်။ဒီနေရာမှာအရေကိုအပြည့်အကျဲနဲ့အရသာတော့ကိုလိုအပ်တယ်လို့ပြင်ဆင်နေပါတယ်။ကြည့်အခုဆိုရင်တော့မုတ်တီဟင်းကြီးလေးရပါပြီ။ အဖက်ကတော့ပါတော့ချမ်းခေါက်ဆွဲချောက်ကိုရေစိမ်ပြီးတော့ဒီလိုဣသွားတဲ့အထိယူနေလေးဖြောပေးလိုက်ပါမယ်။ပြီးရင်တော့ရေအေးလေးနဲ့စီထိုင်ရပါပြီ။စပြီးပြင်ဆင်ပါမယ်နော်။မုတ်ဘက်လေးထည့်မယ်၊ဟင်းရည်လေးထည့်မယ်။ဒီနေရာမှာကိုယ်စိတ်ကြိုက်ပေါ့နော်။အရေးကိုဖြဲလို့ရတယ်။နနမင်ထည့်မယ်။ပါတော့စီချက်ကလေးပါချက်တယ်။ငရုတ်ငရုတ်သီးအနီလေးထည့်မယ်ပေါ့နော်။ပြီးရင်တော့တမရသီးများများလေးညှစ်ပြီးရင်တော့မုတ်ဒီလေးရပါပြီ။စားလိုက်လို့ရှိရင်ရင်လုံးဝမပူပဲနဲ့တော်တော်လေးလည်းစားလို့ကောင်းတာမျိုးလေးလှူစားကြည့်ကြပါနော်။ အားလုံးပဲစက်ကောင်းကြပါစေရှင်